โอเคပါကျွန်တော်တို့ VST တလုံးနဲ့ motor ကို control လုပ်တော့မယ် motor speed တွေ motor speed ကို change လုပ်တော့မယ်ဆိုရှိရင်အခြေခံ VST ထဲမှာထည့်ရမယ်အခြေခံ parameter တွေရှိရဗျာအဲအဲ parameter တွေကိုအခု check ကြည့်မယ်ဆက်တွေ့လုံးဆောင်ရှင်းမယ်ပေါ့ဆိုတော့က ကျွန်တော်တို့က WST တလုံးနဲ့မော်တာကိုထိချုပ်မောင်းနေမယ်။မောင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်ပြမဆုံးဘာလုပ်ရမလဲဆို WST ကိုဗန်းဒီအချိန်နဲ့ WST ကိုအလုံးလုံးနေပါတယ်ဆိုတဲ့အချိန်တွေခုရောက်အောင်ကကျွန်တော်ဟို control လုပ်တဲ့ terminal control ဖြစ်ဖြစ်ဒီ panel ကနေသူတို့ keyboard keyboard ကနေ runner ပဲဖြစ်စေအဲကျွန်တော် terminal control ပေါ့ switch switch cloud တစ်ခုနဲ့ထိချုပ်ပြီးတော့မောင်းတာမောင်းတာပဲဖြစ်စေတယ်မဟုတ် communication protocol ပေါ်လေး MOFAT RDU ပါလို့သုံးပြီးတော့ communication မုန်းနဲ့မောင်းတာပဲဖြစ်စီပေါ်လေးအဲ့လိုမောင်းလို့ရတဲ့နီးအမ်ဒီ VSC မှာ၃ခုရှိရပေါ့ဗျာမောင်းလို့ရတာရဲ့နောက်ပြီးတော့နောက်တစ်ခုက frequency setting frequency ကိုဒီ display keypad keypad မှာသူ့ original keypad မှာပါတဲ့ potentiometer လို့ခေါ်တာပေါ့ also volume လို့လည်းခေါ်တယ်ပေါ့ဗျာ အဲ့ကဒီကနေပဲထင်းချုံမောင်းနေမလားဒါမှမဟုတ် external analog input device တစ်ခုနဲ့မောင်းနေမလားဆိုရပါစို့ external potentiometer ပေါ့ potentiometer နဲ့မောင်းမလားဒါမှမဟုတ်ဒီကနေ keypad ကနေပဲမောင်းမလားဒီ up and down ဒီ practice နဲ့ပဲမောင်းမလားပေါ့လေရှင်နေမျိုးမျိုးကျွန်တော်တို့အဲ့ဒါရွေးချယ်သတ်မှတ်ပြရမှာဖြစ်တယ် โอเคအဲ့ဒါဆိုရင်တစ်ချက်ကြည့်ကြည့်အောင်ဘာပါရမီတာတွေကျွန်တော်တို့ထည့်လို့ရမလဲပေါ့โอเคဒီမှာစာကိုကြည့်လိုက်လို့ရှိရင် manual ပုဒ်ကိုကြည့်လိုက်လို့ရှိရင် F4 group visit running parameter order so slash ဆိုတဲ့ဟာရှိတယ်။ဥပမာ 00p0 ဆိုတဲ့ parameter ကုန်မှာအာ GB model ရတော့သူ့ရဲ့ original အတိုင်းပဲယူထားမယ်။ p001 order so slash မှာ ဒါ no speech sensor better control ဆိုတာကတော့လုံးဝဟို steady dose ကိုပြည့်ဝရခြင်းနဲ့လုံးလုံးချင်းနေပေါ့လေလုံးတွေချင်းနေမှာဒါ no speech sensor better control ကိုတောင်းရမယ်သူ့မှာဟိုချိန်ပေးရမယ်ထည့်ပေးရမယ်ပါရမီတာတွေတော့နည်းနည်းများတယ် VF control ဆိုတာက body နဲ့ frequency အချိုးချတယ်ပေါ့အချိုးနဲ့ control လုပ်တဲ့ ပါရမီတာပေါ့ကျွန်တော်တို့က wave control နဲ့ပဲလုပ်လို့မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သုံးမဲ့ဟာက light လောက်ဖြစ်နေလို့အဲ wave control ကိုရွေးမယ် okay အဲ့ဒါကြည့်ကြည့်အောင်ကြည့်ကြည့်ရအောင်ဆိုတော့က program ကိုနှိပ်လိုက်ရင်ဒီမှာ p00 ဒါကတော့သူ့ရဲ့ original အတိုင်းမှာကျွန်တော်ရွေးရမှာလို့ p01 မှာက number 2ကျွန်တော်တို့ number 2မှာပါလဲဆိုတော့ we have control လို့ပါတယ် we have control ပြန်လာခေါ်လိုက်မယ်002မှာနံပါတ်02မှာကပါလဲဆိုတော့ order source လား order source ဆိုတော့ကျွန်တော်တို့ဘယ်ကနေပြီးတော့ BST ကိုအခွင့်ပေးလို့မယ် query ကိုမောင်းပေးမလဲပေါ့ဗျာဆိုတာကဒီက run နေပဲ run မလားဆန္ဒပြောလို့ sit တစ်ခုနဲ့ external panel နဲ့ external terminal ဆိုဖို့လေ external terminal ရပဲမောင်းမလား ဟို communication မဟုတ်နဲ့မောင်းလားဗောဗျာအချိန်တွေတော့ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဟိုဆိုရင်ရွေးချယ်ကြည့်အောင်အန်ဒါခေါ်လိုက်ရင်နံပါတ်1လို့သူကပုံနေတယ်ဒါကျွန်တော်ရွေးထားရွေးထားပြီးသားမဟုတ်နံပါတ်1ကပါလဲဆိုလို့ရှိရင်002မှာပြင်မယ်ပန်နယ်အိုရာဆုပတ်ဝေးတဲ့ဒါပန်နယ်အိုရာဆုပတ်ဝေးဆိုတာဒီကီပတ်ပန်နယ်ကိုပြောတာဗျာကီပတ်ပန်နယ်ကနေထိမ့်မယ်0ပေါ့နံပါတ်0ပေါ့ နံပါတ်1ဆိုရင် terminal order pathway ဆိုတာ terminal terminal order ဆိုတာကျွန်တော်အေးစနဲ့ terminal နဲ့ထိမ့်မယ်လို့ဆိုလိုတာဖြစ်တယ်နံပါတ်3ကတော့ communication မုံနဲ့ကျွန်တော်ကနံပါတ်1ကိုရေးထားတော့ terminal order pathway သူကအဲကျွန်တော်အခြားတနေရာ operator panel တိတိတခုကနေ switch ဆွေးနဲ့လန်ထင်းထားမယ်ပေါ့ဗျာဒီ where you run ဖို့ okay အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဆိုကြပါစို့ဒီနေရာမှာ0လို့ရွေးချယ်လိုက်ဒီဆိုကြပါစို့ ဇီရိုလို့ရွေးချယ်လိုက်ပြီးအဲဆိုရင်ဒီကောင်ကနေပဲဒီ BST ကနေပြီးတော့လမ်းမောင်းလို့ဒီ keyboard ပန်တွေကနေပဲမောင်းလို့ရတော့မှာကိုရောက်လို့ကျွန်တော် run ကြည့်လိုက်မယ်အမ် okay အမ်ဒီ keyboard ပန်တွေကနေမောင်းလိုက်ရင်ဒီမှာ frequency တက်ပြီးသွားရင်းမြင်လား okay ဆိုတော့ကျွန်တော်တို့ program parameter setting ကိုသွားမယ်။ sona 02ကို1လို့ပြန်ချိန်မယ်။ဘာလို့လဲကျွန်တော်တာမီနယ်ကပဲမောင်းခြင်းနဲ့ keyback ကမမောင်းခြင်းဘာဖြစ်လို့ဆိုတော့ keyback ကနေလာမောင်းရရင် panel ကိုဖွင့်လိုက်ပြေးလိုက်နဲ့လာလာပြီးမောင်းနေရမယ်အခြေအနေရှိတယ်။ so key 1ကိုယူလိုက်တယ်ပေါ့ဗျာ။ okay နောက်တစ်ခုကကျွန်တော်တို့ဘာလို့လဲဆိုတော့ frequency command ပေါ့ frequency command ဆိုတာ frequency ကိုဘာနဲ့ control လုပ်မလဲ ဒီ key pad မှာပါတဲ့ original ပါတဲ့ potentiometer နဲ့ potentiometer နဲ့ control လုပ်မလားဒါမှမဟုတ်ကျွန်တော် external analog input ကျွေးပြီးတော့လုပ်မလားဆိုတာအခြေအနေရှိတယ်ဗျာအဲ့မှာဒီမှာတစ်ချက်ကြည့်ကြည့်ရင်ဇီရိုက digital city preset frequency up and down able to be modifying ပေါ့လေဆိုတာ preset frequency ကနေ up and down ပြီးတော့ modifying လုပ်မလား digital number 1က digital setting preset frequency up and down able to be modify memory 1 power off နံပါတ်1ရှိတယ်နံပါတ်2မှာက analog input 1နဲ့နံပါတ်3မှာက analog input 2လို့ကြားထားတယ်နံပါတ်4မှာက keyboard keyboard electric potential device လို့ပြထားတယ်ဗျာအဲ့ဆိုရင်ကျွန်တော်တို့က i setting ကိုချက်ကြည့်ကြည့်အောင်03 parameter မဟုတ်ဘူးရောက်နေပြီဆိုရင်အနားနှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုနံပါတ်2လို့ယူထားတယ် ံပါတ်2ကဘာဘာလဲဆိုရင်ဒီမှာကြားထားတဲ့အတိုင်းပဲသူက analog input AI input analog input 1လို့ကြားထားတယ် analog input 1ဆိုရင်ကျွန်တော်တို့ကဆိုလိုတာက external potentiometer ပေါ့လေ external device တစ်ခုနဲ့ analog input ကြွေးထားတယ်လို့ဆိုလိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ analog input ကြွေးမကြွေးကျင်ဘူးဒီဒီကပဲ control လုပ်ချင်တယ်ဆိုကြပါစို့ဒီကပဲ control လုပ်ချင်တယ်ဆိုပေါ့ရွေးရမလဲဆိုလို့ရှိရင် ဒီမှာနံပါတ်4မှာမြင်လိုက်မယ်နံပါတ်4မှာ keyboard electric potential device ပေါ့လေနော် keyboard ကနေ keyboard ဒီ keyboard မှာပါတယ် potential meter နဲ့မောင်းမယ်ပေါ့ဘယ်ရတာကိုတစ်ချက်ပြန်ချိန်ကြည့်မယ်နံပါတ်4လို့ချိန်ရမှာဖြစ်တယ် okay အဲ့ဒါဆိုနံပါတ်2ကနေနံပါတ်4ဖြစ်တော့နှိပ်လိုက်မယ် okay okay အဲ့ဒါကျွန်တော်တို့ဒီဟာကို run မောင်းကြည့်မယ်မောင်းကြည့်မယ်ဆိုတော့ဆော့ဆော့က နံပါတ်2မှာစီယိုလို့ဒီကနေမောင်းမယ်ပေါ့လေနော်အဲတော့တော့ကြည့်ကြည့်ကြည့်ဟုတ်ကဲ့အဲ့မှာမြင်လိုက်မယ်ဒီမှာ keyboard keyboard မှာပါတဲ့ potentiometer ကိုတင်ချလုပ်လိုက်ခြင်းအဖြစ်အပေါ်မှာ frequency drain ကြီးပြောင်းသွားတာကိုတွေ့လိမ့်မယ်ဟုတ်ကဲ့အဲ့ဒါကဒီ keyboard မှာပါတဲ့ potentiometer မုတ်နဲ့မောင်းမယ်ပေါ့ဗျာ ဲ့ဒါကိုကျွန်တော်အလိုမမောင်းကျင်ဘူး external analog input ပေးမယ် potentiometer တစ်ခုသုံးပြီး external analog input ပေးမယ်ပေးမယ်ဆိုစနစ setting ကိုပြင်ချင်ရမှာဖြစ်တယ် okay ဆိုတော့ဒီ number 4လို့ပြောတာ number 2ကိုပြော number 2ကိုပြောတာဘာလဲဆိုတော့ analog input ရခြင်းလို့ပါ analog input 1ကိုချိန်လိုက်တာဖြစ်တယ်အဲဒါဆိုကျွန်တော်တို့ analog input 1ကိုကျွေးရမယ် okay ဆန္နာက P02 မှာ1ကိုပြောင်းအောင်မယ်။ Okay ဆိုလို့ရှိရင်ဒါက run command ရဲ့ frequency ဒီ query ကို run ဖို့အတွက်မောင်းနှင်ဖို့အတွက်ရယ် frequency setting ကို control လုပ်ဖို့အတွက်ရယ်ကျွန်တော်တို့က parameter setting change ပြီးပြီးတော့ change လိုက်ပြီပေါ့ဗျာ။နောက်တစ်ခုဒီ frequency နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က motor တွေ စတိချင်းနဲ့အန်နီချင်းတွေပေါ့အန်နီချင်းတွေမှာဟို smooth ဖြစ်အောင် acceleration တိုင်းရဲ့ဒီ acceleration တိုင်းကိုဒါမော်တာရဲ့တုံးမဲ့လုပ်ပေါ်မူတည်ပြီးတော့သတ်မှတ်ပြီးလို့လိုတယ်အဲ static ကလည်းဟိုလေရှော့ချနိုင်တယ်လို့ overload trip ကပ်ဖြစ်မှုကိုလေဒီကောင်ကာကွယ်ပေးရဗျအဲ့ကောင်ကစတိချင်းနဲ့အန်နီချင်းတွေကိုဘယ်လိုပြောမလဲ ဟိုတမထားတဲ့စက္ကန့်ပေါ်မှာဒီ frequency ချိုးချပြီးတော့စတိဆိုရင်တဖြည်းဖြည်းတက်သွားတယ်ပေါ့အန်ဒီချင်းတွေမှာလည်းတဖြည်းဖြည်းကျသွားတယ်ပေါ့မော်တာကို smoke ဖြစ်တယ် smoke ဖြစ်ခြင်းအပြင်ဒီ electrical pad တွေရော frequency drive ရောမော်တာရောပို့ပြီးတော့အတုံးကန်တယ်ပေါ့ဗျ okay ကျွန်တော်တို့က acceleration နဲ့ deceleration တိုင်းကိုတက်မှတ်မယ်ဆိုလို့ရှိရင် parameter setting ကိုတစ်ချက်ကြည့်လိုက်မယ် အဲ့မှာ fashion code သူပြရ fashion code က B0 something နဲ့ B018 ဆိုတော့ B0 something နဲ့ B0H18 ကိုကျွန်တော်တစ်ချက်ကြည့်မယ်။ဘယ်ဒီမှာတစ်ချက်နေကြည့်မယ်။အဲ့ဒါဆိုရင် program ကိုနှိပ်မယ် B0 second အတားပါခွန်ကြောင်းလိုက်မယ် okay ။2 second ဆိုကြပါစို့။ ဆက်ခွန်ဆိုရင်ကျွန်တော်တို့ကျွန်တော်တတ်မှတ်ထားတာက acceleration time 20လို့တတ်မှတ်ထားတယ်ဘာလို့ဆိုပုံမှန် smooth ဖြစ်အောင်ပေါ့10 second ဆိုရင်လေအာက3နဲ့လုတ်ပေါ်မှာမူတည်ရယ်ဗျာလိုက်လို့ဆိုရင်တော့ပုတ်ပေါ်ပေါ်မှာဘာမှမဖြစ်ဘူးဟို heavy load heavy load ဆိုရင်တော့ဒီ static ကစတိတိုင်းပေါ့ဒီ acceleration acceleration အခြေအနေကိုဟိုပို့ပြီးတော့တတ်မှတ်ပေးတင်တယ်ပေါ့ Okay B018 ကလည်းကျွန်တော် digital ရှင်းတိုင်းကို20လို့သတ်မှတ်ထားတယ်။အဲ့ဒါရှင်းပြတဲ့ကျွန်တော်ဒီကျွန်တော်သုံးမဲ့ model မှာရှင်းပြတဲ့အခြေအနေပါ။ဒါကကိုသုံးတဲ့ model ရဲ့လုပ်ပုံမူတည်ပြီးတော့အခြေအနေရ အမျိုးမျိုးပတ်သက်မှတ်လို့ရတယ်။ဟိုသူ့ရဲ့ default default တိုင်းကတော့10 second ပါတယ်။10 second ပါတယ်။တကယ်တမ်းက heavy load ဆိုရင်တော့ heavy load ဆိုရင်တော့ 22 40 50လောက်50လောက်ဟိုချိန်တင်နေပေါ့ဗျာဒါကိုသုံးမဲ့ချိန်ပုံမူတည်တယ်โอเคကျွန်တော်တို့ကအဲ့ဒါဆိုလို့ရှိရင် acceleration ဒီ acceleration တိုင်းလည်းတတ်မှတ်ပြီးပြီးအဲ့တော့အဲ့ဆို frequency ကိစ္စနဲ့ပတ်သက်ပြီးတော့အချိန်လိုတဲ့ချက်ကဘာလို့လိုသေးလဲဆိုတော့ upper limit frequency frequency ကိုကျွန်တော်တို့ကဘယ်လောက်ထိသုံးမလဲအစကဘယ်လောက်အဆုံးကဘယ်လောက်ဆိုတဲ့အချိန်မျိုး VFD မှာ motor motor controller ကို grid မှာ frequency ကိုတက်မှတ်ပေးဖို့လိုတယ်။ Okay ပါ frequency upper limit lower limit နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာ parameter ကိုတစ်ချက်ကြည့်မယ်။ကြီးကြီးလိုက်ရင်ဒီက B0 tan ပေါ့ maximum frequency maximum frequency range ကိုကျွန်တော်တက်မှတ်ဖို့လိုတယ်။ And then B0 B0 14မှာ down limit frequency ဆိုတာ frequency ကိုတက်မှတ်ဖို့လိုတယ်။ ဒါအခြေခံပါရမီတာတွေအခြေခံလိုအပ်တဲ့ပါရမီတာဆိုတော့ကြီးလိုက်မယ် P0 10မှာ P0 10ရအောင်လျှော့မယ် P0 10 Upper limit frequency က90 okay 14 lower limit frequency က00 okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ motor တစ်ခုကိုဒီ frequency drive သုံးမဲ့ motor တစ်ခုကို ဟို0ကနေစပြီးတော့50 frequency ထိ50 hz ထိကျွန်တော်တို့တုံးမယ်လို့ဆိုလိုလိုက်တာဖြစ်တယ်ပေါ့ Okay အဲ့ဒါဆိုရင် frequency ပြန်ပတ်သက်တဲ့ setting ကဒါအချိန်လိုရတဲ့ setting ကတော့ဒီလောက်ဆိုအဆင်ပြေပြီအတန်ပြီးတော့ကျွန်တော်တို့စစောပြောခဲ့ရယ် VFT ကို terminal control ပေါ်တခြားတနေရာ operator panel တစ်ခုကနေပြီးတော့ VFT ကို mount နေပြီးမယ်။ mount နေပြီးမယ်ဆိုလို့ရှိရင် VFT mount ဖို့ရန်အတွက်ကျွန်တော်တို့က အာ VFT ဒီဒီထဲမှာ try ထဲမှာပါရမီတာတက်မှတ်ပြီလို့သိတယ်အဲ့ဒါကိုကျွန်တော်တို့ digital input ပေါ့လေ digital input ဆိုတာက frequency ကို control လုပ်တာ analog input ဒီ VFT drive ကို mount နေဖို့ရန်အတွက်ကျွန်တော်တို့ digital input digital input mode တွေကဒီ VFT မှာပါပါလဲဆိုတော့ h1 h2 h3 h4 h5 ပေါ့လေဆိုတော့အဲ့ပါရမီတာကို ပါရမီတာကုတ်ကို function ကုတ်ကိုတစ်ချက်ကြည့်ရအောင် okay ကျွန်တော်က terminal control function ကိုထည့်ဖို့ပါရမီတာ setting ကိုရှာတဲ့အချိန်မှာဒီမှာသူပြထားတာက before group ဆန္ဒ b0 group frequency group before group က input terminal တဲ့ input terminal တွေမှာ h1 h2 h3 h4 ရှိရယ်ဒီကော p400 မှာ h1 terminal function slash ဆိုပြီးတော့0ဆိုရင် no function 0လို့ယူထားရင် no function 1 zone power runny 2 zone rubber runny 3 zone 3 line type runny control ကိုဆိုတော့ကျွန်တော်က forward တစ်ခုပဲ run မယ်ဒီဒီ frequency drive မှာဆိုတော့ number 1ကိုယူချင်မယ် okay အဲဘာလို့မိကြထည့်ကြည့်ရအောင်ဆိုတော့ p4 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 ကို p4 ကို C4 ရဲ့ P400 မှာ 1လို့ယူထားတယ်1လို့ယူထားတာဘာလို့ယူထားတာလဲ forward run ဒီ motor ကို forward direction တစ်ခုရမ်းမယ်ရမ်းမယ်လို့ဆိုလိုတာဆိုလိုတာကကျွန်တော်တို့ကဒီ common to wft မှာပါတယ် common mode ကနေပြီးတော့ဟို switch တစ်ခုခြားခံခံခံပြီးတော့ h1 terminal ကိုဝင်လိုက်တာနဲ့ i switch ဖွင့်လိုက်တာနဲ့ဒီ frequency ကအလုံးလုံးပဲပေါ့ဆိုတော့မဟုတ်ရင် keyboard panel မှာဆိုရင်ကျွန်တော်က run mode ကိုနှိပ်ရမယ်အဲ run mode ကိုနှိပ်ရမယ် အဲ့ဆိုရင်ကျွန်တော်တို့တာမီနယ်မှာကျတော့ cloud ဖွင့်လိုက်တာ ਨੇ ဆနာဒီ parameter ကိုတက်မှတ်လိုက်ခြင်းအဖြစ် VFT က motor ကို forward ပေး run မယ်လို့ဆိုလိုလိုက်တာဖြစ်တယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့က privacy ကိစ္စရယ် VFT မောင်းဖို့ကိစ္စရယ် parameter တွေထည့်တာဒါအခြေခံ parameter တွေလိုတဲ့ parameter တွေထည့်တာဒီလောက်ဆိုရင်အဆင်ပြေပြီလို့ပြောလို့ရတယ်โอเค န်တန်ပြီးတော့ကျွန်တော်တို့ဘာတွေလိုသေးလဲလို့ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ VFT ကျွန်တော်တို့သုံးမဲ့ဒီအင်ဗာတာမှာကျွန်တော်တို့ကမော်တာရဲ့ region တွေနဲ့ပတ်သက်ပြီးတော့ setting တွေထည့်ပေးဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ motor ကို overload control လုပ်ဖို့ overload relay ဒီမှာ system automated ပါတယ်။ပြတ်သူ overload control တွေ overcurrent control ပေါ့လေ အဲ့ဒါကိုဒီမှာလုပ်ဖို့အတွက်မော်တာရဲ့ rating ကိုဒီမှာ setting ထည့်ပေးဖို့လိုတယ်။ဆိုတော့မော်တာနဲ့ပတ်သက်တဲ့ parameter တွေကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင်။ okay ပါဒီမှာမော်တာနဲ့ F1 group motor parameter ပေါ့။မော်တာနဲ့ပတ်သက်တဲ့ parameter တွေက order source flat တဲ့။ order source flat ဆိုတာကျွန်တော်တို့ကဒီ initial motor မှာ common motor ပေါ့လေ။ asynchronous asynchronous လောက်ထားတဲ့ motor မဟုတ်ဘူး။0 ဈေးကိုရွေးထည်ရွေးထားမယ် common saffron motor ကိုရွေးမယ် maximum rated power maximum rated voltage honda rated current honda rated frequency အ RPM ပေါ့လေနော် so a saffron motor အစက္ကနမော်တာအလုတ်ကားတန်းပေါ့လေလုံးမရှိတဲ့အလုတ်ကားတန်းစော်တာတွေကိုထည့်ပေးဖို့လေတယ် ဒါတွေကိုတခြားထည့်ပေးမှသာလျှင် and the PST က motor ကို over current chain တွေ over load chain တွေကိုဒါ control လုပ်ပြီးမှဖြစ်တယ်။ဆိုတော့ parameter က P1 group P1 group တစ်ချက်သွားကြည့်ရအောင် P1 group ကိုတစ်ချက်ကြည့်မယ်။ဆိုတော့တော့0မှာ အကျွန်တော်ကမော်တာနဲ့ဆိုင်တဲ့ဟာတွေကိုဒီထဲမှာဆွမ်းနာပါရမီတာတွေကိုဘိုးရီတို့သွန်ရှိစေအမ်ပီယာ22အမ်ပီယာခြားတော့ဒါတွေကို frequency ဆို90ဒါကကိုယ့်ရဲ့ဘိုးသုံးပြုမဲ့မော်တာတွေပေါ်မှာမူတည်ပြီးတော့ဒီ setting တွေကိုတခြားထည့်ပြီးလို့ရပါတယ်။ဒါကျွန်တော်ဒီကျွန်တော်သုံးမဲ့မော်တာရဲ့ rating ကြီးဖြစ်တယ် ။ Okay ဆိုတော့ဒီမော်တာတွေမော်တာရဲ့ rating နဲ့ထည့်ပြီးပြီးပြီးဆိုလို့ရှိရင်အဲမောင်းကျင်နေဆိုရင်လည်းမောင်းကြည့်လို့ရပါပြီ။ချိုးအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘွေတီဒီပိုင်းမှာထည့်ထားတဲ့ပါရမီတာ setting တွေပါရမီတာနံပါတ်တွေဟာဒီဝီဒီ brand ရဲ့ပါရမီတာ ပါရမီတာတွေဒါဖြစ်တယ်။ဆိုတော့တခြား brand တစ်ခုကိုပြတဲ့ brand တစ်ခုမှာ Planet ဆိုဖူဂျီဖူဂျီတို့ APP တို့ Schneider တို့မျိုးမျိုးသောဝေဂျီ brand တွေရှိရဲ။အဲ့ဒီ brand တွေမှာဆိုရင်တော့အနေငယ်အဲကိုပြနိုင်တယ်ပေါ့ဗျာပါရမီတာတွေကဆိုတော့တကယ်လို့ဒီကရုံးအနေနဲ့ VHD တစ်ပိုက်ကိုတက်ဆင်တော့မယ်အသုံးပြုတော့မယ်ဆိုလို့ရှိရင်အဲသူနဲ့သက်ဆိုင်ရာမန်နျူရယ်ပုံကိုတခြားဖတ်ရှုပြီးတော့ မညူရဲက inspection တွေ parameter တွေကို follow လုပ်တင်ပါတယ်ဒါကတော့ကျွန်တော် simple အနေနဲ့ simple အနေနဲ့ဆန်းသက်ပြီးတော့ parameter တွေထည့်ပြထားတာဖြစ်ပါတယ်